အလုံးမင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့ညမဝိင္ကခရိယံဗာဒခံယူရတာကိုချက်ချင်းကအတိမပေးလို့ရင်ဖွင့်လာတဲ့အဖေဖြစ်သူတျုပ်ဆောင်ဘုံတိုင်းရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအလုံးတယောက်အတင်ပြပေးလိုက်ပါနေဗျာအလုံးလေးဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါနေဗျာ မီးလေးမြန်ဘုန်းကြီးကောင်ရဲ့ဘဝနဲ့တဘွားလုံးပဲအရေးကြီးတာအဲဘာသာရေးဘာသာတစ်ခုကကိုအဲ့လိုတွေ့ချင်းလိုက်တဲ့အခမ်းအနားကြီးတစ်ခုလောက်တော့အဖေရင်းခောက်ခောက်ဖြစ်တဲ့ငါ့ကိုကျွန်တော်ခွင့်တောင်းမှုတိုင်ပင်ဖို့နောက်ဆုံးအတိပေးဖို့လိုတယ်လို့မထင်ဘူးဟုတ်ဆုံးရလဲပြောတယ် အုံးနှစ်လောက်ကလေးသုံးနှစ်လောက်တည်းကနင့်ဖေအဲ့ဒီဥမ္မာဆိုဟိုးဆေးမီချက်ကိုသမီးကိုခေါ်ခေါ်သွားတယ်ကလေးနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းနေကလေးကိုပြောတယ်မကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့ဒီနေ့ကပြောတယ်မဟုတ်ကလေးကဒီအချိန်မှာကလေးကကလေးကိုဝေရှင်သားမှာဈေးကြီးပဲမှာဈေးကြီးအဲကျွန်တော်လည်းပို့တော့ဘာသာအကြောင်းကိုကလေးကိုစီးယုံနေရအောင်ကလေးအဲ့လိုဖြစ်မပြင်းမမစေနဲ့ကလေးကိုသူ့သူအချိန်တန်လို့ရှိရင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှိရင်သူကိုယ်တိုင်ကြိုက်တယ်သူကိုယ်တိုင်လက်ခံတဲ့ရုံချေတဲ့ဟာကိုသူ့သူရွေးချယ်ပါစေဆိုပြီးတော့ကလေးဘွားကလည်းပြောခဲ့တယ်ကြီးတော်လည်းပြောခဲ့တယ်အခုသမီးအဲ့ဒီလိုမသွားခင်လဲအထက်တစ်ခါကမှားတယ်အဲ့လိုမျိုးမလုပ်ပါနဲ့ အခုဆိုလို့ရှိရင်ကျန်တဲ့ကိစ္စတွေမှာစိတ်မဝင်တော့တနည်းနဲ့ပတ်သက်ရင်အကုန်လုံးငါသိတဲ့နယ်ထင်တာချင်ပြောပါအခုပြန်ဒီဘာသာရေးဘာသာရေးကိုငါချင်းမောင်းတဲ့မှာမပေါဘူးအရင်ကငါကိုယ်နဲ့စိတ်မြင်ချက်ကိုလိုက်ပို့ခဲ့တဲ့ကောင်ပါခရစ်စမတ်ဆိုလို့ရှိရင်လည်းနင်းဟိုကလေးကိုငါလိုက်ပို့ခဲ့တဲ့ကောင်ဒါအဲ့တော့ဒီငါချင်းမောင်းတဲ့ကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသိကိုဟိုလွတ်လွတ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီကလေးလေးကသူ့သူသူကိုယ်နဲ့ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူချိန်တဲ့ဘာသာအကိုဝင်ပါစေဆိုတော့လေအထက်ကကပြောတာအဲ့တော့လူကြီးလှုပ်ချတယ်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ် စက်တင်ဘာ၂ရက်နေ့ကလည်းအဆက်အသွယ်ရှိတယ်။သမီးကျူရှင်လားကလည်းပဲဒီကလှမ်းပို့ပေးတာဟုတ်တယ်။ပြီးတော့စက်တင်ဘာ26ရက်နေ့ကလည်းခရီးနဲ့ပတ်သက်တဲ့အကြောင်းတွေနင်းလိုအပ်တဲ့စားစရာတွေအဆက်တွေငါအဖုံပို့ပေးတဲ့အကြောင်းနင်းကနေတိုင်းမက်ဆေ့ချ်မှာစကားတွေအများကြီးပြောတဲ့အချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခွန်းတလီလေးတော့ဟိုတိုင်မြန်မာတွေခွင့်တော်မာတွေမပြောအ ਨੇ ဆုံးတော့အသိပေးသင့်တယ်လို့မထင်ဘူးလား။နောက်ဆုံးအုပ်ဒီသတင်းထွက်လာတာကဒီနေ့ဘယ်နေ့ရလဲ9ရက်6ရက်နေ့အထိကျန်တဲ့မိနစ်တနေ့အထိမက်ဆေ့ချ်မှာစကားပြောသေးတယ် အဲ့ငါရှိမှရှူရင်မနက်ကောင်ကြီးကအဲ့လိုသွားနေရလို့အဲ့နေမာတဲ့ဟာတွေမပို့နိုင်သေးလို့မနက်ဖြန်ကျရင်ငါရှူရင်ပြီးပြီအောင်ပို့လို့ရတယ်နင်းနေကလည်းအပြန်ကနေပြောနေနေပို့တဲ့စားတွေနင်းနေတော့မဟုတ်အဲ့မှာဒီအကြောင်းကြီးကိစ္စတော့အရေးကြီးတာမရှိဘူးပါငါမှအဲ့လိုပြောလို့ဘာသာရေးကိုချင်းမြောင်းလဲကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာရေးကအဲ့လိုအရေးမကြီးဘူးလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းနေဥစားကြီးအခမ်းအနားကြီးနဲ့လုံးဆံမလို့ဘူးလေလုတ်တယ်ဆိုရတာအရေးကြီးလို့ပေါ့ဟိုသမီးဟိုကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါဖူးတဲ့ဘာသာကိုကိုးကြရမယ်ဆိုတော့တိကျနာစိတ်မျိုးလည်းမရှိဘူး คลีนดีกว่าสักนิดเลยไปชื่อดีเลยอ่ะตะมี้โกไนก็วินญาณเลยงาก็ไม่บอกเนี่ยงาตะมี้จ้องงาตีซอกูป่าวตะมี้อ่ะไอ้มันเนียนๆไอ้เฉยนี่ตัวคู่น้าเลยไอ้ตัวเจ้าเนี่ยซันเดย์สกูลเว้ยพี่ๆอ่ะซันเดย์มาชัดๆเลยสิซันเดย์เองหมดแต่ว่าคนยังขอซ้อมซ้อมมาเผียเจ้าแต่ไม่เดี๋ยวนี้คันนายนี่เนี่ยเหรอลูกชายไม่รู้ซิ้วเลยกว่าตะมี้อ่ะคลีนดีชื่อดีอ่ะตู้ๆย้วยเฉยบาสิตัวก็เลยทักๆๆบอกအဲ့တော့ငါအတီပေးဖို့အခွင့်အရေးမရှိရလဲမဟုတ်နဲ့အဲ့ဒါမက်ဆေ့ချာမှာအများအားပြောနေကြ။တမင်းနဲ့ပတ်သက်ပြီးတော့မင်းကတနေ့ရတိပြောသေးတယ်။ဆိုအဲ့ဒီအချိန်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတလောင်းတလေလေးတော့အဖေအရင်ခောက်ခေါက်ဖြစ်တယ်ငါ့ကိုတိုင်မင်နာလေးဟိုအခွင့်တော်တွေထောင်းအတိလေးတော့ချက်မပေးဆုံးများတယ်များတယ်ကျွန်တဲ့ကိစ္စတွေမှာတမီးနဲ့ပတ်သက်မမျောလိုက်တာရှိမှာမင်းတို့အဲ့ဘာသာလဲအဲ့လိုကိုဘာသာတွေဝင်လို့ငါတကိုးရှုံးရတာလည်းမဟုတ်ငါဘာသာတွေဝင်လို့တကိုးနိုင်ရတာလည်းမဟုတ်သူ့ဖះကောင်းတယ်ကိုဖះကောင်းတယ်ဖះလူနေရအောင်လဲငါအဲ့လိုကြီးမကျင်းမြအောင်တမဲ့ဟိုမြို့ပလာဗုဒ္ဓဘာသာမဟုတ်တယ်ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုယ်ကအရင်မှကြီးတည်းကညာလိုက်အဲ့ဘိုက်ကိုပုတ်ပုတ်ပြီးတော့ပထမ်းယူပေးခဲ့တဲ့အဖေ အဲ့လိုပြောလို့ဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာအခုဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှိရင်ဒါကြီးကသူကတရားဝင် online ပေါ်မှာတရားဝင်ဟိုနိုင်ငံလုံးတကမာလုံးသိရတဲ့ကိစ္စကြီးမှာအနည်းဆုံးအဖေဖြစ်တယ်ငါတော့မလူဘူးကဒီကိစ္စကအဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောတာလည်းမဟုတ်သမီးတစ်ပတ်ကိုချိုက်လို့ရှင်အစ္စလာမ်ပဲဝင်မယ်ဂျူးလည်းပဲဝင်ဂျိမ်းဘာသာလည်းဝင်မယ်တမီးကိုနိုင်ကစဉ်းစားဆုံးဖြတ်တဲ့စဉ်းစားဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှင်ဘယ်ဘာသာလည်းဝင်နောက်တော့ free thing ကောဘယ်ဘာသာမှမကိုးကိုဘူးဆိုလည်းငါတို့အရင်ကြီးအခုကငါခရစ်ယာန်နဲ့ဝင်ရောလို့ငါဘုရားဘာသာကတကူရှုံးသွားတယ်ဆိုပြီးပြောတာမဟုတ် ဖေရင်ခောက်ကောအနည်းဆုံးတော့အတိပေးတဲ့နေပြီးတော့ဒီကလေးကအဆုံးဖြတ်တဲ့အရွယ်မလို့သူသူဝင်သွားမပြောချိုက်တဲ့ဘာသာဝင်ဟောငါတော်မအဲ့ဘာသာတွေကိုဟိုဘာသာရင်းနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောင်အဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဘူးဆိုတော့အဲ့လိုတစ်ခါတည်းကိုဟောပါပါငါဒီဘက်ကနေအမဲတော့တခုအဲ့ဘက်ကတခုတုံ့ပြန်တယ်ဒီဘက်ကဘာတခုမှမတုံ့ပြန်လူငောင်းဆက်တက်လို့ဆက်ဘာမှလည်းအဲ့ဒါတွေဘောမှာငါတော့ဘာလူတွေဆဲတာတွေရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီအကြောင်မပြောလို့မရတော့ငါသမီးလေးနဲ့ပတ်သက်တာပြီးတော့ဘာသာရေးမကြည့်ဘူးပြောလို့မရဘူးပတ်သက်လားရေးမကြည့်လို့ပွင့်လန်းတယ်ခန်းသားကြီးနဲ့မလုံးနဲ့လေ